မြန်မာနိုင်ငံလက်နက်ကိုင်ခြုံငင်းရေးအတွက်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA နဲ့ထပ်ပေါင်း NCA ပလက်ကိုလည်းလက်ခံကြောင်းမြန်မာတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားပြောဆိုနေတဲ့အတိတ်ပဲဖွင့်ဆိုချက်ကဘာကိုဆိုလိုသလဲလို့မေးခွန်းထုတ်မှုတွေရှိနေပါတယ်။ NCA ပလက်ဆိုတာကနိုင်ငံရေးဆွေးနွေးပွဲတွေအား NCA မထိုးနိုင်သေးတဲ့တိုင်းအောင်လက်ရှိအချက်တွေကိုကြော်လွားဖို့မပါမဖြစ်ပါတဲ့ပါတိုက်တဲ့အဖွဲ့အစည်းတွေပါဝင်နိုင်အောင်ဖိတ်ခေါ်တာဖြစ်နိုင်ကြောင်းနိုင်ငံရေးလှလှသုံးသပ်သူတွေကထောက်ပြကြပါတယ်။မြန်မာနိုင်ငံမှာလက်နက်ကိုင်ပြည်ပခဖြစ်ပွားလာခဲ့တာဟာ 1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းကလေးကနေယနေ့အချိန်ထိဖြစ်နေပါဗါ။အဲ့ဒီလိုတိဆောက်ခဲ့တဲ့အခါမှာလက်နက်နဲ့ငင်းချင်ရေးလဲလဲခြင်းလက်နက်နဲ့စီးပွားရေးလဲလဲခြင်းလက်နက်ကင်ထားတာနဲ့ငင်းချင်ရေးတိဆောက်ခြင်းစတဲ့ပုံစံအမျိုးမျိုးနဲ့တိဆောက်ခဲ့ကြပါဗါ။ဒါပေမဲ့လည်းလက်နက်ကင်ပြိပခါတွေရက်စဲခြင်းနဲ့နိုင်ငံရေးပြဿနာကိုအဖြေရှာခြင်းကိုတွားနိုင်တဲ့စားကြုံမျိုးကိုတော့မလုပ်နိုင်ခဲ့ပါဘူး။နိုင်ငံရေးဆွေးနွေးပွဲတွေကို NCA မထိုးနိုင်သေးတဲ့တိုင်အောင်လက်ရှိအကျတဲအားကြော်လွားဖို့မပါမဖြစ်ပါတဲ့ပါတိုက်တဲ့အဖွဲ့အစည်းတွေပါဝင်နိုင်အောင် NCA Plus ဆိုပြီးအတူကောက်ခေါ်သုံးလုံးခဲ့ကြောင်း 7EA ကိုအလိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမကြီးစောကြုံညွန့်ကစီအန်အန်သတင်းဌာနကိုပြောပါရတယ်။ အကျွန်တော်တို့ NC မှာပါတဲ့ရေကြိုင်လုပ်ငန်းတွေနိုင်ငံရေးစူးနေပွဲတွေရပ်တန့်သွားတာကနေ့ချိပဲလေသူတို့ကဒီလိုမျိုးနိုင်ငံရေးစူးနေပွဲတွေပြန်လဲစတင်နိုင်အောင်စဉ်းစားတဲ့အခါမှာကျွန်တော်တို့ကတမယူကြသွားနေတဲ့ NCE လမ်းကြောင်းထဲပေါ်လေ NCE လက်မမယူထိုးပဲနဲ့ပါဝင်ဆွေးနွေးနိုင်တဲ့ platform ပေါ့ဆိုလို့ချင်တာတော့နိုင်ငံရေးအခက်အခဲကြတဲ့ကို ကြော်လွားဖို့ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာအဲ့ဒီနိုင်ငံကြီးစီနီပွဲဒီကို NCE ထိုးတဲ့လူအပြင်ပေါ့လေ NCE မထိုးနိုင်သေးတဲ့အောင်လက်ရှိကြတဲ့ကိုကြော်လွားဖို့အပမဖြစ်ပါတင်ပါထိုက်တဲ့အဖွဲ့အစည်းတွေလည်းပါဝင်နိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ NCE plus ဆိုပြီးတော့ကျွန်တော်တို့အတူကောက်ခေါ်ပြီးတော့ဟုတ်သောနောက်ရရှိတယ်။ဘုံဝင်လေးပြောမယ်ဆိုရင်ပြီးခဲ့တဲ့ခန္ဓာမှာဆိုရင်လည်း NC လက်မှတ်ရေးထူထားတဲ့အဖွဲ့ကနှစ်ဖွဲ့အပ်တယ် အာနောက်ပြီးတော့ဟိုဝါတို့မိုင်းလာတို့စသဖြင့်ပေါ့လေ SPV တို့အဲ့ဒီပုံကူတွေကတော့တို့က NCE မထိုးတော့လဲပဲကျွန်တော်တို့တည်နေတဲ့ညီလာခံအာကိုအတူတူတယောက်ပါဝင်ခွင့်ရတယ်အတူတူတိုင်းပြည်ဆွေးနွေးခွင့်ရတယ်ဆိုတော့ platform မျိုးကိုစဉ်းစားကြည့်ပြီးတော့ကျွန်တော်တို့ကယူဆလို့ရမယ်ထင်ပါတယ်ကျွန်တော်တို့နားလည်မှုအရာကတော့ NCE plus ဆိုတာ NCE လက်မှတ်ရထူထားတဲ့အဖွဲ့အပြင် NCE လက်မှတ်မရထူနိုင်သေးတဲ့အဖွဲ့တွေကိုလည်းပဲ အဲလက်ရှိနိုင်ငံရဲ့အကြတဲ့ကိုရှင်နီပြောဆိုတဲ့နေရာမှာပါဝင်နိုင်တဲ့ platform တခုကိုကျူပန်ပေါ်ဆောင်ဖို့အဲ့လိုမျိုးပဲနားလဲပါတယ် NCA စာချုပ်ဟာအခန်း9ခန်းအပိုက်ခွဲပေါင်း33ပိုက်ပါဝင်ပါတယ်ဒီစာချုပ်ဟာမြန်မာနိုင်ငံမှာပြင်ဆင်ဖို့မလွယ်ကြောတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်တယ်တခုတည်းသောထွက်ပေါက်ဖြစ်နေသလိုဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရေးအတွက်လဲဆွေးနွေးအဖြေရှာနိုင်တဲ့စာချုပ်ဖြစ်ပါတယ် NCA ပလက်ကစာချုပ်ပြင်ပမှဆွေးနွေးလို့ရာချောင်းဖိတ်ခေါ်ထားတာဖြစ်ပြီး NCA လမ်းကြောင်းကနိုင်ငံတော်ငြိမ်းချမ်းရေးအတွက်အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းတိုင်းလိုင်ရှင်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ဥက္ကရာစိုင်းတရောင်ကစီရင်နိုင် တင်ထဏာကိုပြောပါရစေ။ NC ရဲ့စာချုပ်သူဆွဲတာမဟုတ်ပါဘူးဒီ NC ရဲ့စာချုပ်ကိုကျွန်တော်တဘောမတူဘူးတဘောမကြောက် NC ရဲ့စာချုပ်ပြန်ပနေရဆွေးနွေးရတယ်ဆိုတော့ဖိတ်ခေါ်ထားတာပါအဲ့ဒီ NC ရဲ့ plus ဆွဲစာတော့လေအရှိမတူပြောတာပါလေအရှိဖွဲ့စည်းရ NC ကိုလက်ခံတယ်တွေ့တရားလက်မခံဘူးလက်မခံဘူးဆိုတဲ့လူတွေကလည်း NC ရဲ့ plus အနေနဲ့ကျွန်တော်ဆွေးနွေးရပါတယ်ဆိုတဲ့အကြောင်းလေးကိုသူပြောတာဖြစ်ပါတယ်ဒါဆို NC နန်းချောင်းပေါ်မှာကတော့ဒါနိုင်ငံတော်ဒီ website တဲ့အကောင်းဆုံးနန်းချောင်းလို့တော့ယူဆတယ်ဒါပေမဲ့သူလက်နဲ့ခံဖွဲ့စည်းတွေကတော့ NC ကိုပြင်မယ်ပြုမယ်အပြင်လို့ရတယ်ချွေးဆက်တယ် ်တွေ့ကြပြီးသားအခုဘဝလည်းမျိုးကြတော့လဲအစီကိုတန်းကြောင်တိုင်းမတော်ဘူးသူတိတာမရပြီးသားဆိုသူမျိုးအဖော်မှာပါလဲအခုအစီထိုးတာကတော့ဆယ်ဝဲဖြစ်သွားပြီးအခု၃ခွဲကပြန်ပြီးမှထွက်သွားတဲ့ခါကျခုနှစ်ခွဲတော့လက်ရှိဆန်းလာတယ်။အနာကခွဲကတိုင်းထိတော့လည်းမထိုးရပြီးလို့ပြရပါတယ်ဒီပြောင်းစုရှိလို့မရောက်လာသေးဘူးလို့ကြားကြားပြရပါတယ် ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရလက်ထက်ကတော့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ပေါ်ပေါ်လာခဲ့ကြောင်းဒီစာချုပ်ဟာမြမငင်းငင်းရေးတိဆောက်မှုများထဲမှာလက်ရှိအချိန်အထိအကောင်းဆုံးစာချုပ်ဖြစ်သလိုဂုဏ်သိက္ခာရှိတဲ့စာချုပ်လည်းဖြစ်ပါတယ်။